ကျမ်းမာရေးစစ်ဆေးမှုပြုလုပ်တယ်ဆိုတာယောဂဥဒ္ဒယေမှာအရေးကြီးဆုံးနဲ့အလွယ်ကူဆုံးအဆင့်တစ်ခုဖြစ်ပါရဲ့နော်။ ရောဂါတိုင်းကစောစောရှာဖွေနိုင်နေလေပျောက်ကင်ရောက်ကူတာဖို့လေကူလေဖြစ်တဲ့အတွက်ကျန်းမာရေးကြိုတင်စစ်ဆေးမှုတွေကိုတခုခုနေတိုင်းမကောင်းဖြစ်မှမဟုတ်ပဲနဲ့နှစ်စင်ဒါမှမဟုတ်ပြည့်ရပိုင်းချတခုအလိုက်ပြုလုပ်ဖို့လိုအပ်တာဖြစ်ပါတယ်နော်အခုတစ်ခေါက်မှာတော့အသက်40ကျော်အမျိုးသားတိုင်းပြုလုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်နော်ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးရောဘေးနား notification bell လေးကိုပါ on လုပ်နေနေပါနဲ့နော် ်ပထမအုံဆုံးကတော့သွေးပုံချိန်တိုင်းခြင်းပဲဖြစ်ပါတယ် အသက်40ကျော်အမျိုးသားတိုင်းအ ਨੇ စုံတစ်နှစ်ကိုတစ်ကြိမ်သွေးပုံကိန်းတိုင်းသင်ပြီးတော့သွေးပုံကိန်းကအပေါ်သွေး120နဲ့အောက်သွေး80မကျော်လို့ရှိရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်နော်အခုခေတ်မှာကသွေးပုံကိန်းကိုအလွယ်တကူတိုင်းလို့ရတဲ့ဆက်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကိုဗတာသွေးပုံကိန်းမှမဆစေတင်ပါတယ်အဖြစ်များလာတဲ့သွေးရောယောဂါနဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုသွေးပုံကိန်းဆစ်ဆေးပြီးတော့ကြိုတင်လျှောက်ဝေနိုင်တဲ့အတွက်သွေးပုံကိန်းတိုင်းကျင်းဟာလွယ်ကူပြီးထိရောက်တဲ့ကျန်းမာရေးစီစဉ်မှုတစ်ခုပဲဖြစ်ပါတယ်နော် နောက်ပြီးရောစီးစုပ်စစ်ဆေးတာပဲဖြစ်ပါတယ်။အနည်းဆုံး3နှစ်တကြိမ်စီးစုပ်အတွက် HbA1c နဲ့ lipid profile စစ်ဆေးမှုတွေပြုလုပ်သင့်ပြီးရောမိသားစုရှင်မျိုးတွေမှာစီးစုပ်ရောဂါဖြစ်တဲ့သူရှိရင်တော့အသက်40မပြည့်ခင်ကတည်းကစစ်ဆေးသင့်ပါတယ်နော်။ကိုကိုကိုစီကျူယောဂရှိမှမသိပဲနေထိုင်မိရင်နှလုံးပြဿနာကြောက်ကပြဿနာ လေဖြတ်ခြင်းလို့နောက်ဆက်တဲ့ပြဿနာတွေကိုခဏလေးနဲ့ခံစားရမှာဖြစ်ပါတယ် သွေးရည်အစီအတွေများနေရင်တော့သွေးကြောထဲမှာအစီတွေပိတ်လာပြီးနှလုံးသွေးကြောနဲ့လေဖြတ်ရောဂါကိုခံစားရဖို့များပါတယ်နော်။နောက်ပြီးတော့ကုသရောဂါတွေစစ်ဆေးတာပဲဖြစ်ပါတယ်။အသေးရောင်အတဝါပြီးဖို့စီဖို့ HIV နဲ့ကာလာသားရောဂါဖို့စစ်ဆေးခြင်းတွေကိုကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့အလောကိုင်ပေါ်မူတည်ပြီးတော့မကြာခဏစစ်ဆေးတင်ပါတယ်နော်။တကယ်လို့ကိုကပြိုတက်ပါတတ်တယ်ဒါမှမဟုတ်နိုင်သူချစ်သူတရားဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်နော် ကုဆတ်ယောဂရှိနေဖို့ပို့အခွင့်လမ်းများပါတယ်အပေါ်ကကုဆတ်ယောဂလေးခုစလုံးကိုထိန်းချုပ်နိုင်တဲ့ဆေးဝါးတွေပေါ်နေပြီဖြစ်တဲ့အတွက်စောစောတည်လေးယောဂကိုပို့ကောင်းကောင်းထိန်းချုပ်နိုင်နေပါပဲเนาะနောက်တစ်မျိုးကတော့ဥမကြီးကင်ဆာစစ်ဆေးရရဖြစ်ပါတယ်အရင်တုန်းကတော့အသက်50ကျော်မှဖြစ်ပွားနိုင်တယ်လို့ယူဆခဲ့ကြပေမဲ့အခုဆိုလို့ရှိရင် အသက်40ကျော်လောက်နဲ့ဥမကြီးကင်ဆာဖြစ်ပွားသူတွေကိုတွေ့နေရပါပြီเนาะ လက်ရှိအစီအစဉ်မှာဒုတိယသေဆုံးမှုအများဆုံးကကင်ဆာရောဂါပဲဖြစ်ပါရယ်နော်ဒါပေမဲ့သူလဲကင်ဆာဖြစ်လို့အဆင့်နေလို့ရှိရင်ပို့ပြီးတော့ကုသရလွယ်ပါရဲ့နော်။ဥမကြီးကင်ဆာကိုစစ်ဆေးဖို့အသုံးအများဆုံးနည်းလမ်းကတော့ဥမကြီးမှန်မြောက်ကြီးစစ်ဆေးတာပဲဖြစ်ပါရဲ့နော်။ဥမကြီးထဲမှာကင်ဆာဖြစ်လို့ရှိရင်အခြားအစိတ်ပိုင်းတွေကိုပါကင်ဆာဆဲတွေပြန်သွားနိုင်တဲ့အတွက်လိုအပ်တဲ့ကုသမှုလုပ်တဲ့နေရောဂါတခုလိုသတ်မှတ်ထားပါရဲ့နော်။ နောက်ပြီးတော့စီကြိတ်ကင်ဆာဆစ်စေတာလည်းဖြစ်ပါတယ်။နောက်ကြားတွေမှာအဖြစ်များသောကင်ဆာတွေမှာစီကြိတ်ကင်ဆာလည်းပါပါရယ်နော်။လင်းလင်းမြန်မြန်ပြင်းထန်တဲ့စီကြိတ်ကင်ဆာအမျိုးအစားတွေရရှိတယ်လို့ဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာကြိတ်တွေလည်းရှိပါရယ်နော်။ဘလို့ပဲပြောပြောစီကြိတ်ကင်ဆာကိုဘာလက္ခဏာမှမပြခင်စောစောတွေ့ပြီးတော့ကုသမှုခံယူလိုက်တာကအကောင်းဆုံးပဲဖြစ်ပါရယ်နော်။ နောက်ပြီးတော့မျက်စိစစ်ဆေးတာပဲဖြစ်ပါရဲ့เนาะအသက်40ကျော်အမျိုးသားတိုင်းအ ਨੇ စုံတစ်နှစ်ကိုတစ်ကြိမ်မျက်စိစစ်ဆေးမှုကိုခံယူသင့်ပါတယ်ဒီလိုစစ်ဆေးပေးခြင်းဟာဆိုလို့ရှိရင်အမြင်ဝင်ဝါမှုတွေကိုရှာဖွေပေးနိုင်ုံသာမကမျက်လုံးတိတ်ဆွဲခြင်းလို့ပိုအန်လျင်အများနဲ့မျက်စိပြဿနာတွေကိုပါကုသဖို့အထောက်အပံ့ဖြစ်စေပါရဲ့เนาะနောက်ဆုံးကတော့နှလုံးစစ်ဆေးတာပဲဖြစ်ပါတယ်ဒီစစ်ဆေးမှုကမိသားစုထဲမှာယောဂရာဇဝင်ရှိသူတွေပို့ပြုလုပ်သင့်ပါရဲ့เนาะ နှလုံးသွေးတို့နဲ့စီကြိုယောဂတို့နာတာရှင်ယောဂတချို့ကမျိုးရိုးလိုက်ပြီးဖြစ်ပေါ်တတ်တဲ့အတွက်နှလုံးအထုကုနဲ့ကြက်တာပြီးတော့လိုအပ်လို့ရှိရင်တော့ ECG ဆွဲတာနှလုံးအက်ကိုရိုက်တာတွေကိုပြုလုပ်ပြီးတော့စစ်ဆေးမှုတွေခံယူသင့်ပါရဲ့နော်နှလုံးမှာပုံမှန်မဟုတ်တဲ့အခြေအနေတခုတွေ့ခဲ့လို့ရှိရင်တော့လိုအပ်တဲ့ကုသမှုတွေကိုဆက်ပြီးတော့လှုပ်ဆောင်ဖို့အကြံပေးခြင်းပါရဲ့နော်အခုပြပြပေးခဲ့တာကတော့အသက်40ကျော်အမျိုးသားတိုင်းလုံးတင်းတဲ့ကျန်းမာရေးစစ်ဆေးမှုတွေပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။